အားလုံးမင်္ဂလာပါ Zen Vibe Story YouTube Channel နဲ့ Row and Zen Facebook Page လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ Row နဲ့အတူတူ Zen က Channel မှာတည်ရဲ့ရွှေပဲသီးလေးတွေခူးမယ်ပြီးတော့ရွှေပဲသီးလေးတွေကိုချက်စားမယ်ပြီးလို့ရှိရင်ရွှေပဲသီးလေးရဲ့ကောင်းကျိုးလေးတွေဆိုးကျိုးလေးတွေကိုလည်း Zen တည်တလောက်မျှဝေပေးသွားအောင်မယ်နော်ရွှေပဲသီးပင်ကို English လို့ Snow Pea လို့ခေါ်ပြီးတော့ တရုတ်ဟင်းလျာတွေမှာလည်းထက်ထက်ကြလို့ Chinese bee လို့လည်းခေါ်ကြပါတယ်။အခုတွေ့နေရတဲ့အဖြူရောင်နဲ့ပန်းရောင်ပန်းလေးရ၊ရွှေပဲပန်းလေးတွေသူကအတိမတိကအဲ့ဒီပန်းလေးအရင်ပွင့်တယ်ပြီးတော့မှအဲ့ပန်းလေးခြောက်ပြီးတော့နွမ်းသွားပြီဆိုတော့မှအဲ့နေရာနေရပဲဟိုအညောင်လေးထွက်လာပြီးတော့မှအတိအတိလေးပေါ့နော်ပြီးတော့ဒီနေ့ဘာခုမှလဲဒီပဲဒီခုပဲဒီခုမယ် Okay let's go Snowbing လို့လည်းခေါ်တယ်ရွှေပဲပင်ုံလေးဇန်နုနေရဲ့မြို့မှာတော့ ဒဇမာလာကုန်ကန်ဒီစောင်းရသည့်အကုန်ကန်ဒီပေါ့နော်အဲ့ဒီချိန်ကနေစပြီးတော့ပြိုးတယ်နွေဦးရသည့်ဖြစ်တဲ့ဧပြီလမရောက်ခင်အထိတောက်လျှောက်ခူးပြီးတော့စားတယ်ရွှေပဲသီးပင်က snow bean လို့ခေါ်တဲ့အတိုင်းပဲအေးရရသည့်ဥဒုမှာပွင့်ပြီးတော့အသီးလေးတွေတီးတယ်စပြီးတော့ပူလာပြီးနွေရသည့်ရောက်ခါနေပြီဆိုလို့ရှိရင်အပင်ကဝါပြီးတော့ပိုးရီကျလာတယ်အဲ့ဒီချိန်ဆိုရင်အပင်ကတည်ခံနေပြီလေအဲ့ဒါကြောင့်ထပ်ပြီးတော့လည်းမတီးတော့ဘူး ရင်းတဲ့အသီးတွေကိုမကူးပဲနောက်နေ့အထွန်းမျိုးစေ့ဖြစ်ချင်ထားတယ်။ခြောက်သွားတဲ့ရွှေဘဲပင်တွေကိုမီးရှို့ပြချပြီးတော့မျိုးစာဖြစ်လဲပြန်သုံးလို့ရတယ်။ရွှေဘဲသီးလေးတွေကိုစားသုံးပေးမယ်ဆိုလို့ရှိရင်ကောင်းကျိုးတွေနဲ့တချို့သောဆိုးကျိုးတွေလည်းရှိပါသေးတယ်။ Snowbing လို့ခေါ်တဲ့ရွှေဘဲသီးလေးတွေကအမြင်ထက်ကျွဲွားလို့အစာချေပြတ်မှုနဲ့ဦးလန်းချောင်းလှောင်ရှားမှုကိုထောက်ပံ့ပေးပါတယ်။ antioxidants များစွာပါဝင်လို့ဆဲလ်ပျက်စီးမှုတွေကိုကာကွယ်ပေးပါတယ်။အမြင်တတ်ကြွယ်ဝလို့မကောင်းတဲ့ cholesterol တွေကိုလည်းလျှော့ချပေးတယ်။ shrimpy မှာ prebiotic fiber များပါဝင်လို့ဥအတွင်းရှိ ကောင်းသော bacteria တွေကို တိုးပွားစေပြီးတော့ဥကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ calorie နဲ့အတွက်ကိုလေးချင်းထိန်းကြီးရမှာအထောက်အကူပြုပါတယ်အာဟာရကိုလည်းပြည့်ဝစေပါတယ် ရွှေဘဲတိခုနေတဲ့ဗီဒီယိုကလေရွှေဘဲပင်လေးတွေပိုးကြပြီးတော့မသိခင် April လောက်ကဇာတ်ရိုက်ထားတဲ့ဗီဒီယိုကလစ်ပါနော် ကြတယ်ရွှေပဲဒီမှာကျမရဲ့အတွက်အကောင်းဆုံးများစွာရှိသလိုပဲတချို့သောကျမ၏ပြဿနာတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ရွှေပဲဒီကိုကောင်းမွန်စွာမချက်ပြုတ်ဘူးဆိုရင်တချို့သော သူများမှာဝမ်းပြတ်ခြင်းဝမ်းပိုင်မအိမ်မသာဖြစ်ခြင်းကဲ့သို့သောအစာချေပြဿနာများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ချို့သောသူများမှာတမတဲ့ခြင်းကိုဖြစ်စေနိုင်ပြီးတော့အင်ပြင်းထခြင်း၊ရရန်ခြင်း၊အသက်ရှူခက်ခဲခြင်းကဲ့သို့သောလက္ခဏာများဖြစ်ပေါ်စေတတ်ပါတယ်။ခန္ဓာကိုယ်ကဇင်တဲ့တန်တဲ့နဲ့ကယ်စီယံကဲ့သို့သောသတ္တုဓာတ်များစုပ်ယူမှုကိုရောချစေနိုင်ပါတယ်။ရှိပေးသည့်ကိုအလွန်ကြွမ်းစားသုံးခြင်းဖြင့် ိုင်ရိုက်ပြဿနာများကို ဖြစ်စေနိုင်ပြီးတော့ငကိုတိုင်ရိုက်ယောဂအခန်းရှိသူများမှာတိုင်ရိုက်လှုပ်ဆောင်မှုကိုနှောက်ယှက်ဖြစ်စေပါတယ်။တချို့သောသူများမှာ ခုနကဇန်အပေါ်မှာပြောခဲ့သလိုမျိုးအာဟာရဓာတ်တွေခန္ဓာကိုယ်ကဆုပ်ယူမှုကိုနှောက်ယှက်ဖြစ်စေပါတယ်။ကဲဒါဆိုရင် ရိုနဲ့အတူတူဇန်တို့ခြံမှာထွက်တဲ့ရွှေပဲသီးလေးတွေခူးပြီးတော့ဘယ်လိုချက်စားကြမလဲဆိုတာကိုဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးအောင်နော်ရွှေပဲသီးလေးတွေကိုခူးရေဆဲတန့်စင်ပြီးတော့ရေနွေးပွက်ပွက်စုမှာ၃မိနစ်ဒီလိုမျိုးစားလေးနည်းနည်းထည့်ပြီးတော့ပြုတ်ပေးပါတယ်လက်ကလေးနဲ့စိတ်ကြည့်လို့ထောက်ခနဲ့ဖြစ်သွားတဲ့အနေထားဆိုလို့ရှိရင်တော့ဆယ်လို့ရပါပြီ။ စားလေးနှင်းငယ်ထည့်ပြုတ်ခြင်းဖြင့်ရွှေပဲသီးလေးရဲ့အစိမ်းအောင်လေးကိုလာစေပါတယ်။ပြီးလို့ရှိရင်တော့အစ်စ်လောက်ထားတဲ့ရေခဲရည်ထဲမှာရွှေပဲသီးလေးကိုစိမ်းပါတယ်။အဲ့ဒီရေခဲရည်လေးနဲ့ပြန်ပြီးတော့စိမ်းတဲ့အဆင့်လေးကိုမကြောတော့မှရွှေပဲသီးလေးတွေကချွတ်ချွတ်ကလေးနဲ့အရင်စားလို့ကောင်းပါပါ။ဇန်ကရွှေပဲသီးလေးတွေကိုတောက်စားမှဆိုတော့ရေစစ်တဲ့ခွက်ကလေးတွေမှာထည့်ပြီးတော့ရေခဲတရားမှာထည့်ပြီးတော့ခဏသိမ်းပါတယ်။အခုဇန်လုပြတဲ့လိုမျိုးရွှေပဲသီးလေးတွေကိုတောက်ပြီးတော့စားချင်တော့ချွတ်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 ကလေးနဲ့အရင်ကောင်းတယ်။

ချက်ထားတဲ့ခြံထွက်ရွှေပဲသီးလေးတွေနဲ့ကိုယ်ရီခေါဆွဲလေးကိုစားကြပါအောင်ရှင်။ဇန်တော်မအခုပြန်ကြည့်ပြီးတော့တည်ရပြန်ယူလာပြန်မယ်။မြပီတောင်းလေးပါတော့အရသာက ရှူးရှူးရှဲရှဲလေးနဲ့ထိမိနေရောပဲ။ကတော့အစံပါချက်ချက်အမခံအပေးရတဲ့တူတယောက်ပေါ့ ိုဟန်နဲ့ချက်ထားတဲ့ဇန်စတာရဲ့ကိုယ်ခေါ်ဆွဲပါကိုယ်ခေါ်ဆွဲပါရွှေချူရွှေရှင်းပါလေအိမ်မှာရှိတဲ့ဟာလေးကိုချက်ထားတာပါအိမ်မှာကတော့ချက်တာလားကိုချက်ကိုကောင်းဖွဲ့ရပါရှင်ကောင်းတဲ့ကောင်းနေ ဖဲသီးရေလေဖဖဲသီးရေကဟိုစောင်းရသည်အကုံလောက်မှာစောင်းရသည်အကုံလောက်မှာအာမကုံငင်ပေါ့စောင်းရသည်လည်းကြော်ကြော်လောက်ဆိုရင်ဆတ်ဆိုင်တယ်ဆတ်ဆတ်ပြီးတော့သူကအဲ့ချင်းသူတီးရေတီးပြီးတော့စားစားပြီးတော့အခုဟောစပင်းအစပေါ့နော်နည်းနည်းပူလာပြီဆိုရှင်ဆွဲနှုတ်ဆွဲနှုတ်ပြီးတော့အာဟိုကမြေဆေးလုတော့မယ်လေမြေဆေးလုတော့မယ်ဆိုတော့ရင်းတဲ့ဥစ္စာတွေကိုရင်းတဲ့ဥစ္စာတွေကိုရှာရင်းတဲ့ဥစ္စာတွေတက်တက်ထဲ့ မျိုးရည်ဟာတော့တက်တက်ထားမျိုးရည်ဟာတော့စားလို့ရတယ်ရောရင်းနဲ့ဟာတော့နောက်နောက်နှစ်မျိုးစေ့အတွက်ပေါ့နော်ဒါမျိုးစေ့အဲဒါရင်းနဲ့ဒါမျိုးစေ့တွေအချင်တယ်ဒီမှာလေသူကဒါတော့လူရည်ဟာလေးတွေရောစားနေပြီရင်းနဲ့ဟာဥစ္စာဆိုအစီတွေပြူးထွက်နေပြီဟုတ်အစီတွေပြူးဆိုဖြူလဲဖြူပါကာလာတွေလည်းအဲ့ဒါဆိုရင်သူကနောက်နှစ်မျိုးစေ့ထားလို့ရတယ်တောင်းနေအဲ့သူက6ဝါရှင်တင်းလို့ရတယ်ဒါအခုလောလောဆယ်တော့မတင်းတော့ဆိုနေသေးတယ်6ခံ6ဝမ်းဒီကောင်လေးကတော့စားတဲ့ဟာလေးဘလူးပါနော်အဲ့ဒါပြီးလို့ရှိရင်သူကဒါကြီးအားလုံးပြီးလို့ရှိရင်ဟိုမှာဟိုပါလဲ ဘုံထဲမှာသွားပြီးတော့ဒီကောင်လေးဒီအပင်လေးကိုအချောက်ခံတာအချောက်ခံပြီးလို့ရှိရင်အဲညီသေးလို့တော့အဲ့တော့ waste ဖြစ်တော့ဒါတော့ခုနကချွေထားတယ်ချွေပဲပင်6တယ်ဟုတ်အဲ့ဒီဟာတွေကိုဒီမှာဘုံတစ်ခုထဲမှာအချောက်ခံတယ်အဲမီးရှို့ခြင်းလည်းရတယ်ဟုတ်မီးရှို့ပြီးတော့ပြာအဖြစ်အဲခံထားပြီးတော့ ပင်နေစားတဲ့ခါမှာမျိုးရောစားဖြစ်ပြန်ထည့်လို့ရှင်တယ်ဒီရွှေပဲပင်ကရွှေပဲသီးပင်ဖြစ်တဲ့ပဲပင်ပေါ့နော်ပဲပင်မျိုးစားဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးပို့ပြီးတော့အပင်တွေကိုအာတန်တယ်အာအားလည်းဖြစ်စီရပါတော့ဒါတော့ရွှေပဲပင်တွေကိုအဲစောင်းရသည်ပြီးတော့နေရာဒီအပူမှာရွှေပဲပင်တွေက၆တော့တော့သေးသွားပြီပေါ့နော်သေးသွားတဲ့ဟာကိုအဲ့ဒါ၆ခန်းလောက်ရောမှာမျိုးစားလုပ်မှာဖြစ်ပါ စံတို့ရွှေပဲပြင်ဆိုင်တို့ကရခဲ့တဲ့တွေ့ကြုံလေးတွေကိုပြန်ပြီးတော့မျှဝေပေးရပါတော့ဒီထက်ပိုပြီးတော့စိုက်ပျိုးရေးမှာတက်ချွမ်းသားလေတူများရှိလို့ရှိရင်လည်းဇန်ကို comment မှာလာပြီးတော့ဆွေးနွေးအကြံပြုပေးပါအောင်နော်ကြီးစုအားပေးပေးတဲ့ဇန်ရဲ့ Viber လေးတွေကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်ဇန်ရဲ့ YouTube channel လေးကိုလည်း like follow subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်နော် See you in the next video. Bye bye.